တကုံမြို့တက်မြောက်ပိုင်း52ရပ်ကွက်ဘူမင်းအောင်လမ်းရှိဘူမင်းအောင်တန်ဖိုးမြတ်တအင်အားစီမံကိန်းမှာလုံသက်အနှစ်20နဲ့အထက်ရှိဝန်ထမ်းတွေဝယ်ယူခွင့်လျှောက်ထားသူ6900ကျော်ရှိခဲ့ပြီးအဲ့ဒီထဲက330အတွက်မဲနိုင်ရွေးချယ်မှုကိုဇွန်လ9ရက်နေ့ကရှင်းစောဖို့လမ်းရှိမြန်မာ event park မှာပြုလုပ်ခဲ့ပါတယ်မဲနိုင်ရွေးချယ်မှုကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့နဲ့ရန်ကုန်မြို့တော်စီမံသားယာရေးကော်မတီကတာဝန်ရှိသူတွေမဲနိုင်ရွေးချယ်ပေးတာဖြစ်ပါတယ်။ မဲနိုင်ရွေးချယ်မှုနဲ့ပတ်သက်ပြီးလွဲမှားမှုတစုံတရာရှိခဲ့ပါကသက်ဆိုင်ရာစီရင်သားရေးကော်မတီကနေပြန်လည်ဆက်ဆေးပေးမှာဖြစ်တယ်လို့မဲနိုင်မှုမှာပါဝင်တဲ့ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးဦးနေဝင်းအောင်ကပြောပါရယ်။ဘောဘတူအင်ယာမဲနိုင်ခဲ့ပြီးတော့ဒီဘောဘတူအင်ယာမဲနိုင်တဲ့တွေကမပေါက်တဲ့လက်ကြံလျှောက်လွားတယ်။နောက်တစ်ခါဘုံမင်းရောင်အင်ယာအတွက်ထပ်မံလျှောက်ထားတဲ့လျှောက်လွားတယ်။ဒါတွေကိုကျွန်တော်တို့လက်ဟိုစီရင်သားရေးကော်မတီကနေလက်ခံပါတယ်။လက်ခံပြီးတော့ ဟိုအခုလောလောဆယ်တော့ဒီနေ့ဆောင်ရွက်တဲ့အခါကတော့လုံးသက်20အထက်ဝန်ထမ်းတွေကိုကျွန်တော်တို့ကဆောင်ရွက်ပေးတာဖြစ်ပါတယ်။ဒါပြီးတော့နောက်တစ်ခွဲအနေနဲ့ကတော့ပြည်သူလူထုပါပါမယ်။နောက်တစ်ခါအငိမ့်သားဝန်ထမ်းပါပါ။ကုမ္ပဏီဝန်ထမ်းပါပါမယ်။အသင်းအဖွဲ့တွေရဲ့အသင်းအဖွဲ့ဝန်တွေပါပါမယ်။အဲ့ဒါလည်းကျွန်တော်တို့နောက်တစ်ခွဲလုပ်ပါဦး။ဒီနေ့ကတော့လုံးသက်20အထက်ဝန်ထမ်းတွေကိုကျွန်တော်တို့ကဒါမဲနိုင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ဒီလုံးသက်20အထက်ဝန်ထမ်းတွေကိုဒီနေ့ မဲနေတဲ့အခါမှာဒီ6လပေါင်း6823ဆောင်ရှိပါတယ်6823ဆောင်ဒီနေ့ဒါဘုံမြောက်အင်ယာတိုက်ခန်းပေါင်း330ကျွန်တော်တို့ကမဲနိုင်ပြတာဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီနေ့330တော့ဒီနေ့တည့်ရက်တည်းပြီးပါတယ်ညနေလောက်ဆိုပြီးပါတယ် နေ့တော့သူပြီးပြီးတော့ကျွန်တော်တို့ပြန်လဲစီစစ်ပြီးတော့စီရင်များအမားမရှိအောင်ကျွန်တော်တို့ပြန်စီစစ်တာလေးလုပ်ပါမယ်ပြီးတာနဲ့ဒဏ္ဍာရီဆိုအပ်ဖို့တင်ပြပြီးတော့တီးပြချက်ရယူပြီးတာနဲ့စီပင်သာရေးကော်မတီကိုကျွန်တော်တို့ဒီစင်းများကိုလွှတ်ပြောင်းပေးပို့သွားမှာဖြစ်ပါတယ်အဲကြောင့်တော့စီပင်သာရေးကော်မတီကကြေညာချက်ထုတ်ပါတယ်လက်ရှိမှာအငိမ့်စားဝန်ထမ်းအများပြည်သူနဲ့အသွင်းအဖွဲ့ရောင်းချမှုတွေကိုရှောက်လာစီစဉ်နေပြီးရောင်းချနိုင်မှုမဲနိုင်မှုကိုထပ်မံပြုလုပ်မှာဖြစ်ပါတယ် အဆိုပါထပ်မံမဲနိုင်မှုအတွက်ရှောက်ထားသူဦးရေမှာလည်း6000ကျော်ရှိရလို့သိရပါဗယ်အဆိုပါဗိုလ်မင်းအောင်အင်အားမှာတိုက်ခန်းပေါင်း400ကျော်ပါဝင်မှာဖြစ်ပြီးတိုက်ခန်းအမှန် U900 နဲ့ U600 ဆိုပြီးအမျိုးအစားခွဲခြားထားပါဗယ်အဲ့ဒီထဲကမှ U900 ရဲ့တိုက်အေဟာ928စတူရန်ပေရှိကကြက်348တင်းစင်းလုံးသတ်မှတ်ထားပါဗယ်တိုက်ပီကတော့889စတူရန်ပေရှိပြီးဈေးနှုန်းကတော့ကြက်329တင်းဖြစ်ပါတယ် U600 အတွက်ကတော့တိုက် A ကို614စတူရန်ပေကျဲဝန်းကငွေကျပ်225သိန်းသတ်မှတ်ထားပြီးတိုက် B မှာတော့965စတူရန်ပေရှိကကျပ်239သိန်းနဲ့ရောင်းချမှာဖြစ်တယ်လို့သိရပါတယ်